ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆောင်မဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာပစိဖန်ကိုအပီနောက်စီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင် အစဉ်ပြိသက်များရှင်မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်လေးကတော့မဝင်းဝင်းမော်ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကန်စနာပူရီမြို့မှာနေတဲ့ခြေရတဲ့မျိုးသမီးလေးမဝင်းဝင်းမော်ရဲ့29နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ထိုင်းနိုင်ငံကန်စနာပူရီမြို့မှာနေတဲ့ခြေရတဲ့အမျိုးသားကိုဟိန်းနိုင်ကပအဝင်စုတောင်းပြလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်လေးကနေပြီးတော့ထမှန်ပြောစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့ခေတ္တကိုရီးယားမှာရောက်ရှိနေတဲ့ကိုစန်းဝင်းကိုရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ကိုစန်းဝင်းကိုရဲ့25နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ဂျပန်မှာနေတဲ့မှတ်သိမ့်သိမ့်ဝင်းကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။ဝင်းနေစုတောင်းစကားလေးလေးပါထားပါသေးတယ်။ဝင်းနေစုတောင်းလေးကတော့ကိုကိုရီးရန်ချစ်တယ်နော်။ဂျမ်းမကြီးဂီယူဆိုင်ပါဆိုပြီးတော့ဝင်းနေစုတောင်းစကားလေးစုတောင်းပေးထားပဲဖြစ်ပါရှင်။ ။သစဉ်ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးရဆူတောင်းပေးရအောင်မယ်။မွေးနေ့ရှင်လေးကတော့ပင်တရားမာနေတဲ့မဝင်းချိုင်ပဲဖြစ်ပါတယ်။ပင်တရားမာနေတဲ့မဝင်းချိုင်ရဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပင်တရားမာနေတဲ့ချစ်ခင်ပွန်းကိုမျိုးမင်းစော၊တာကောင်ပြည့်စော၊တမီးတဲယူစော်နဲ့မနန်းအေးခိုင်တို့ကပါဝင်ဆူတောင်းပေးထားမယ်ဖြစ်ပါရှင်။ တစည်ဖန်ရဲ့ပြည်သက်တွင်အလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူတွေကတော့ရန်ကုန်ကတငယ်ချင်းတွေဖြစ်ကြတဲ့ဖြူဖြူစင်မမျိုးနိုင်တဲ့ကြည်စင်တို့ကဒီနေ့မှာချစ်သူတက်တန်းသုံးနှစ်ပြည့်မြောက်လာတဲ့ကိုကျော်စိုးနိုင်နဲ့မက်ခင်မကြီးတို့ရဲ့နှစ်ပတ်လည်နေ့အတွက်ကိုဆုတောင်းပေးထားဝေးဖြစ်ပါတယ်ရှင်။သစဉ်ပရိသတ်များရှင်အမတ်တရားနေ့စီစဉ်ကိုတော့ချိုးအပ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ ရိတ်သက်ကြီးကမန္တရားနေစီစဉ်ကနေပြီးတော့ဝင်းနေရှင်နေတဲ့အတူတူချစ်သူဆောင်တွေမင်္ဂလာစနေမောင်နေနေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့ပဇင်အဖရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639163ကိုနေ့စဉ်နေ့လယ်7:00နာရီကတည်းက7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့လျက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။ပဇင်အဖရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639163နဲ့တူတူ ။တစံဖန်နာဒိမန် YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။